စနေမာလာ28ရက်နေ့ဆိုရင်ကမ္ဘာခွေးပြန်ယောဂကာကွယ်ရေးနေ့ဖြစ်ပါတယ်။အဲ့ဒီရောက်ပြီဆိုတာနဲ့ခွေးပြန်ယောဂဖြစ်များတဲ့မြန်မာနိုင်ငံမှာခွေးပြန်ယောဂကာကွယ်ရေးနဲ့ပတ်သက်တဲ့သိပညာပေးဟောပြောပွဲတွေပြုလုပ်လို့ရှိပါတယ်။ဒီနေ့လည်းမြန်မာနိုင်ငံဆရာဝန်အသင်းမှာကမ္ဘာခွေးပြန်ယောဂကာကွယ်ရေးနေ့ထိမ့်မှတ်နေတဲ့လူ့ပညာပေးဟောပြောပွဲကိုပြုလုပ်ခဲ့ပါတယ်။ဒီဟောပြောပွဲမှာအဓိကဟောပြောခဲ့တဲ့သူတွေကတော့ရန်ကုန်မြို့တော်စီမံသားရေးကော်မတီ YCDC ရဲ့သိစံမွေးမြူရေးနဲ့ကုတ္တရေးဌာနကရတ္ထဌာနမူဒေါက်တာလမေဦးနဲ့ရန်ကုန်စေးတက္ကသိုလ်2ရဲ့ ဆေးပြန်ဌာနကတွဲဖက်ပေါင်ပေါင်ခဒေါက်တာတင့်တင့်ကြည်တို့ကဟောပြောခဲ့ပါတယ်ဒီတစ်ပတ်ရောဂါကင်ဝေးကျန်းမာရေးစီစဉ်ကိုအဲ့ဒီဟောပြောပွဲကစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ခြေလက်ဒေသထိသွားရောက်ပြီးလက်ဆေးချင်းပညာပေးလုပ်ငန်းတွေဆောင်ရနေတဲ့နိုင်ငံရောနှုမြညာရှင်ချစ်သူဝေရဲ့လက်တန့်ရှိရေးနဲ့ပတ်သက်တဲ့ပြောကြားချက်တွေကိုထုတ်လွှင့်ပေးတော့ဖြစ်ပါခင်ဗျာကျွန်တော်ကတော့စီတူစရာပါခွေးမြယောဂါဟာခွေးယောဂါဘူးရှိတဲ့ခွေးကလူကိုဒါမှမဟုတ်အိမ်မွေးတိရစ္ဆာန်ကိုကိုက်တဲ့အခါမှာခွေးမြယောဂါဖြစ်ပွားရတာဖြစ်ပါတယ် ဆိုတော့ခွေးရောကာကွယ်တဲ့နေရာမှာခွေးနဲ့လူနဲ့အမျိုးခွဲပြီးလှုပ်ဆောင်ကြရပါတယ်။ပထမဆုံးအနေနဲ့ရန်ကုန်မြို့တော်စီမံသားရေးကော်မတီကရန်ကုန်မြို့တော်မှာခွေးရောကင်းစင်အောင်ခွေးလေခွေးလင်းရှင်းတဲ့အလုပ်ကိုလှုပ်ဆောင်ပါတယ်။ဆိုတော့ရန်ကုန်မြို့မှာခွေးလေခွေးလင်းအကောင်ကြီးဟာဘယ်လောက်ထိရှိသလဲဆိုတာကြည့်ကြအောင်ပါ။ရန်ကုန်မြို့တော်စီမံသားရေးကော်မတီရဲ့2014ခုနှစ်စစ်တမ်းရဆိုရင်အရှိပိုင်းခေတ်မှာခွေးလေခွေးလင်းပေါင်း2500ဝန်းကျင်လောက်ထိရှိပါတယ်။နောက်ပိုင်းခေတ်မှာ11000ဝန်းကျင်တောင်ပိုင်းခေတ်မှာ12000ကျော်နဲ့ ညောင်ပိုင်းခေမှာ2500ကျော်အထိရှိပါတယ်။ဆိုတော့ရန်ကုန်တမြို့တုံးမှာခွေးလေခွေးလင်ပေါင်း9300ကျော်လောက်ထိရှိပါတယ်။အဲ့ဒီထဲမှာခွေးမအရေတွေက90ရာခိုင်နှုန်းလောက်ရှိပြီးအဲ့ဒီခွေးမအရေတွေရဲ့85ရာခိုင်နှုန်းကအရွယ်ရောက်ပြီးဖြစ်ပါတယ်။အဲ့ဒီ2014ခုနှစ်ခွေးကောင်ရေပေါ်မူတည်ပြီးခွေးသားပေါက်နှုန်းနဲ့တိတ်ဆုံးနှုန်းကိုတက်လိုက်တဲ့အခါမှာ2015ခုနှစ်ရောက်ရင်ခွေးလေခွေးလင်ပေါင်း3သိန်း2000လောက်ထိဖြစ်လာနိုင်တယ်လို့ရန်ကုန်မြို့တော်စင်တာရေးကော်မတီကခန့်မှန်းထားပါတယ်။ဒီလောက်များပြားတဲ့ခွေးလေခွေးလင်တွေကိုရန်ကုန်မြို့တော်စင်တာရေးအနေနဲ့ ခွေးရွာကင်းစင်အောင်ဘာတွေလှုပ်ဆောင်နေတယ်လဲဘလို့ခက်ခဲတွေရှိတယ်လဲဆိုတာကိုရန်ကုန်မြို့တော်စီမံရေးကော်မတီ YCDC ရဲ့တိတ်ဆိတ်မွေးမြူရေးနဲ့ကုသရေးဌာနက၎င်းဌာနမူဒေါက်တာလမေဦးကအခုလိုပြောပြခဲ့ပါတယ်ကျမတို့ကခွေးရောဂါကာကွယ်ဆေးထိုးနှံတဲ့အစီအမံတွေကိုကျမတို့ကပုံမှန်ဆောင်ရွက်နေပါတယ်။ခွေးပောက်ခွားမှုကိုလည်းမျိုးပွားမှုကိုလည်းကျမတို့လျှော့ချထိန်းချုပ်ပါတယ်။လူသားဆန်တဲ့ကျင်နာမှုတွေနဲ့ဒီလေလွတ်ခွေးလေးတွေကို ခွဲစိတ်ကုသပြီးတော့ဆောင်ရွက်တာဟာလေကျမတို့ရဲ့အားသာချက်ဖြစ်ပါတယ်။အားနည်းချက်ကတော့ကျမတို့မှာဒီများပြားလာတဲ့လေလွေခွေးရေအတွက်တွေမေဆင်းနဲ့လိုအပ်တဲ့စီဝါလေးတွေအဲအရေးအတွက်နေပါနေပါတယ်။အဲ့ဒီအတွက်ကြောင့်မို့ဒါလေးတွေကတော့ကျမတို့ရဲ့အားနည်းချက်လေးတွေဖြစ်ပါတယ်။ဒါအောင်လဲကျမတို့အနေနဲ့အဲချစ်စွာသောတရိစ္ဆာန်ချစ်တတ်တဲ့အဲအဖွဲ့အစည်းတွေအဲအစုအဖွဲ့လေးတွေကနေပြီးတော့ဝိုင်းဝန်းကူညီ ပေးကြဖို့လည်းကျမအနေနဲ့မေတ္တာရခံထားပါတယ်။ရှင်မိုင်းပြောရတဲ့အထက်မှာမေဇေးကိစ္စပါလာပါတယ်။အဲ့ဒီမေဇေးကတော့ခွေးလေးခွေးလင်းတွေကိုဒေါက်ရှက်တာပို့တဲ့အခါမြို့ပွားတာကိုထိန်းချုပ်နိုင်မှုခွဲစိတ်တဲ့အခါခွေးရောကကာကွယ်ဆေးထိုးတဲ့အခါမှာသုံးပြဖြစ်ပါတယ်။ဒါကခွေးလေးခွေးလင်းတွေရဲ့အပိုင်းဖြစ်ပြီးအိမ်မွေးခွေးတွေကနေလည်းခွေးပြန်ရောကဖြစ်ပွားနိုင်ပါတယ်။ဒါကြောင့်အိမ်မွေးခွေးတွေကိုလည်းခွေးရောကကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။ ိုင်ရှင်ရှိတဲ့အိမ်ပွေးခွေးလေးတွေဟာခွေးလေးကိုမိမိရဲ့နေအိမ်အတွင်းမှာမွေးမြူတော့မယ်ဆိုလို့ရှိရင်တော့ခွေးလေးတွေရဲ့အသက်၃လကနေစပြီးတော့ကျမတို့ခွေးရောကကြိုတင်ကားခွေးစီမဖြစ်မနေထိုးဖို့လိုအပ်ပါတယ်ရှင်။တနည်းတစ်ချိန်လေတတန်းထိုးပြီးတော့အာနိသင်ဆက်လက်ပြီးတော့ရှိသွားဖို့အတွက်တတန်းထိုးပြီးတော့စေးထိုးမှုကိုလည်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ကာဝယ်စေးထိုးပြီးပြီဆိုလို့ရှိရင်တော့ကျမတို့တိကုဌာနကနေပြီးတော့ အင်မွေးမွေးမှတ်ပုံတင်ခြင်းကိုဆောင်ရွက်ပေးပြီးတော့ဖွင့်ပြပေးရရှိပါတယ်။ကာဝစီထိုးတဲ့အခါမှာလည်းမိမိကြိုက်နှစ်သက်တဲ့ပုဂ္ဂလိကစေကံများတွင်တော်၎င်းကျမတို့ခုနတင်ပြထားတဲ့ကျမတို့ရဲ့ကုသကွယ်ဌာနကွယ်ရဲ့ယုံများနဲ့ဆက်သွယ်ပြီးတော့လေကိုယ်ရောဂါကြိုတင်ကာဝစီကိုထိုးချလို့ရပါတယ်ရှင်။ပတ်ဝန်းကျင်မှာရှိတဲ့ခွေးနေနဲ့ခွေးရောဂါရှိမရှိဘယ်လိုသိနိုင်ရင်လဲဘယ်လိုလက္ခဏာတွေပြတယ်လဲဆိုတာကိုဆက်လက်နားထောင်ကြည့်ရအောင်ပါ။ ကိုယ်ရောကလူဆက်ခံရမယ်ဆိုလို့ရှိရင်သူ့ရဲ့အမှုချက်ကပြောင်းလဲတော့ပါလေပုံမှန်မဟုတ်တဲ့အဝတ်စုတို့ဒုတ်တို့တက်သားเจ้าမျိုးကိုင်နေလူရောရန်လိုမယ်အဲ့အမှုချက်မျိုးတွေ့ရပါမယ်ရေရောလဲကြောက်ပါလေအမှောင်ထဲမှာပဲတိုးဝင်နေပြီးတော့သူ့ရဲ့နေလုံးရလဲအေးတယ်လဲနေပါလေသူ့ရဲ့မာဆယ်ဟာဆိုလို့ရှိရင်တစ်ပြင်းပြင်းနဲ့အင်အားချိနေတာပြီးတော့နောက်ဆုံးသူဟာ paralysis လို့ပြောတယ်ဒီလေးဖြတ်တာမျိုးဖြစ်လာပါမယ်နောက်ဆုံးအဆင့်မှာတော့သူဟာတတိတက်ပြီးတော့တည်ဆုံးတဲ့အဆင့်ကိုရောက်ရှိတော့မှာဖြစ်ပါတယ်အဲ့တော့ဒီခွေးလေးဟာခွေးရောဂါကုသတာဟုတ်မဟုတ်ဆိုတာတော့ကျမတို့က brain tissue ကိုကျမတို့အဲဒါပေမဲ့ကန်းကိုပေးပို့ပြီးတော့စစ်ဆေးမယ်ဆိုလို့ရှိရင်တော့ဒီ new memory ဆိုတာမျိုးကိုကျမတို့ဓာတ်ပွဲစမ်းတက်လို့တွေ့ရှိတယ်ဆိုလို့ရှင်တော့ positive ဖြစ်ပါတယ်ရှင်အဲ့ဒါဆိုလို့ရှင်တော့ဒီခွေးလေးဟာခွေးရွက်ကအကြောင်းပြေဆုံးသွားတယ်ဆိုတာသိကြပဲဖြစ်ပါတယ်ကျမယူမီထနာရဲ့စစ်တမ်းရဆိုရင်2014ခုနှစ်တွင် ခွေးရခင်ရသူအကြီးအတွက်ဟာ13000ကျော်တိရှိပြီးအဲ့ဒီထဲမှာခွေးယူကခင်ရသူအကြီးအတွက်က25ဦးတိရှိတယ်လို့သိရပါတယ်ဒါကဆင်းုံစည်းကမ်းတွေကိုရောက်လာတဲ့လူနာပေါ်တွက်ချက်ထားတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာခွေးပြန်ယောဂါဘယ်အချိန်ကစတင်ဖြစ်ပွားခဲ့သလဲဆိုတာနဲ့ပတ်သက်လို့ ရန်ကုန်စေတက်ကလေးနှစ်စေပညာဌာနကတွဲပောင်ပောင်ခဒေါက်တာတင့်တင့်ကြီးကကိုယ်ပြန်ယောဂသမိုင်းအကြောင်းကိုအဲ့ဒီဟောပြောပွဲမှာအခုလိုပြောကြခဲ့ပါတယ်1993ခုနှစ်စေပညာပွဲလို့တက်နေတော့မှာဒီထရီယောဂကုစေုံတကြီးမှာလူနာတယောက်ကိုတွေ့ရပါတယ်သူကအစာတော့မညိုနိုင်ဘူးနောက်ပါကလည်းဘူဝဝနဲ့ပါရွေးပါတော့နော်အာယုံကြောချွတ်တဲ့မှုလက္ခဏာသူက ီဦးစီးဌာနဟို corporation တခုကနေပြီးတော့ပေါ့နော်ဟိုအကြီးအကဲတခုလည်းဖြစ်ပါတယ်သူကခွေးကိုက်ခံရလို့နော်ကျမတို့အဲ့ဒီတုန်းကကျမတို့နိုင်ငံမှာထုတ်တဲ့ဒီချက်ကိုထိုးရတဲ့ကောက်ွယ်ဆေးကိုသူကဒုနဲ့သွားယူပြီးအဲချက်ချင်းနဲ့ထိုးတဲ့တယောက်ဖြစ်ပါတယ်အဲ့ဒီဟာထိုးရင်းနဲ့ပဲသူဟာအယုံကျော်ချုပ်တဲ့လက္ခဏာတွေပေါ်လာပြီးတော့ ဒါမှဖြစ်တာလဲလို့ကျမတို့ရှာဖွေစူးစမ်းတဲ့အခါမှာအဲဒီကစေတက္ကသိုလ်စေတုဒေသနာဌာနမှာဦးတန်းချွေဆိုတာရှိပါတယ်။ကျုပ်လုပ်သွားပါတယ်။အဲသူကနေပြီးတော့ကိုကြီးရှာဖွေပေးတဲ့အတွက်ကြောင့်မလို့ဒါဟာစေထိုးတဲ့ဒီလိုဆိုကြတခုဖြစ်တယ်ဆိုတာကိုသိရပါတယ်။အဲ့တော့ဒီ number station ကနေထုတ်တဲ့ဒီလိုမျိုးချက်မှထိုးရတဲ့ဟာဖွေစည်းဟာဒီလိုအမှုပြန်ဆိုကြရှိရဲဆိုတာသိပြီးအခုတော့2013 2012ကစပြီး ဒီ BBI ကပြောင်းလဲလာတဲ့ MPF ကလည်းဒီဆေးကြီးကိုမထိုးတော့ပါဘူးမြန်မာပြည်မှာလည်းမထုတ်တော့ပါဘူးဒါကိုလည်းသိရှိကြပါတယ်ကွေးပြင်ယောဂဟာကြောင်ကနေတဆင့်ကူးဆက်တာတွေလည်းမြန်မာနိုင်ငံမှာဖြစ်ခဲ့မှုပါတယ်အဲ့ဒီကြောင်ကိုဆရာမကြီးကအခုလိုထည့်သွင်းပြောဆိုသွားခဲ့ပါတယ်သူ့ကြောင်လေးသူ့ကြောင်လေးကိုသူကအနာခွေးခိုက်လို့ဖြစ်လာတဲ့အနာလေးကိုသူကဆေးထည့်ရင်းနဲ့သူ့ကြောင်လေးကသူ့ကိုပြန်ကိုက်သွားတာပါသူကြောင့်လေးကနှုံးနေမှာတည်သွားပြီသူကြောင့်ကိုက်တဲ့တံရလေးရှိတဲ့အတွက်ကြောင့်ခြေကောင်ကပြပါတယ်ဒါပေမဲ့ ကြောင်ခဲတဲ့တန်ရာအတွက်ကိုလေးခိုင်စီပဲထိုးပြီးတော့ဒီခွေးပြန်ကောက်ပဲစီထိုးရမယ်ဆိုတဲ့ဟာကိုချူရင်းခဲ့ပါတယ်ဘောနော်ဒါကြောင့်မို့လို့ကြောင်ခိုင်ရင်လည်းဒီလက္ခဏာဖြစ်နိုင်တယ်တေးရနေကြောင်ကူရဲကြောင်ကနေပြီးတော့လူကူပါတယ်အဲ့တော့ဘသူရဲ့ဖြစ်ဖြစ်မွေးမြူမွေးမြူထားတဲ့ကိုကချစ်လို့မွေးတယ်ဆိုလို့ရှိရင်ကိုယ်စီမှာသူယောဂကုဆက်နိုင်တဲ့အတွက်ကြောင့်ယောဂကကွယ်စေတယ်ဂျိုထားဂျိုထိုးထားလို့လိုပါတယ် ခွေးပြန်ယောဂပိုးပြိုးတဲ့ချိန်ကတော့14ရက်ကနေရက်ပေါင်း90တင်ဖြစ်ပါတယ်။အချို့ကတော့ခွေးကိုက်ခံရပြီးတစ်နှစ်ကြာမှယောဂလက္ခဏာပြရသူတွေရှိသလိုအသက်ကြီးမှယောဂလက္ခဏာပြရသူတွေရှိပါတယ်။ခွေးယောဂကူးစက်ခံရပြီးဆိုတာနဲ့သေဖို့တရားရကနှုန်းရှိပါတယ်။ဒါကြောင့်ခွေးယောဂကိုကြိုတင်ကာကွယ်ဖို့ပညာရှင်တွေကတိုက်တွန်းကြသလိုခွေးယောဂကာကွယ်ဆေးထိုးဖို့အတွက်ကိုလည်းတိုက်တွန်းနေကြပါတယ်။အစိုးရအနေနဲ့လည်း2013ခုနှစ်မှာတသိန်း4000ကျော်ဝယ်ခဲ့ပြီးပြီးတော့နောက်နှစ်တွေမှာတော့3သိန်းအထိကိုကာကွယ်ဆေးတွေဝယ်ပေးခဲ့ပါတယ်။နီးစက်တဲ့ဈေးမကြီးဌာနတွေမှာ ခွေးဥကာကွယ်ဆေးတွေကိုအခမဲ့ထိုးလို့ရပါတယ်ခွေးဥကာကာကွယ်ဆေးတွေကတော့အသားနဲ့ထိုးတဲ့ဆေးနဲ့အရေပြားရှက်ထိုးတဲ့ဆေးဆိုရင်နှမျိုးရှိပါတယ်ကာကွယ်ဆေးထိုးတဲ့နေရာမှာအရေးကြီးတဲ့အချက်ကိုဆရာမကြီးကအခုလိုတတိပြောဆိုခဲ့ပါတယ်အရင်တော့အသားဆေးအရကာကွယ်ထားတယ်ဆိုရင်အခုအသားဆေးထိုးရမှာဖြစ်ပြီးတော့အရင်တော့အရေပြားရှက်ထိုးနည်းနဲ့ထိုးထားတယ်ဆိုလို့ရှိရင်အခု မှလည်းအေးပြားချက်ထိုးနည်းနေပဲတော့မှာဖြစ်ပါတယ်အတောင်းကြီးထိုးလိုက်အေးပြားချက်ထိုးနည်းထိုးလိုက်လုံးလို့လုံးဝမရပါဘူးဒါကြောင့်ကျမတို့အခုနှစ်ပိုင်းမှာတော့ WHO ကအပိဓာကသူတို့ကညွှန်ကြားတာလို့အေးပြားချက်ထိုးနည်းကိုထိုးတာဖြစ်ပါတယ်အေးပြားချက်ထိုးနည်းထိုးခြင်းအပြင်သူ့ရဲ့ခန္ဓာကိုယ်ရဲ့ယောဂကာကွယ်နည်းစနစ်မှာလုံးစွာလာပို့ပြီးတော့ကောင်းနေဆိုပြီးတော့သူတို့ကပြောပါ အရေးပြရှက်ထိုးတဲ့ခွေးဥကာကွယ်ဆေးထိုးတဲ့နေကတော့ပထမကာကွယ်ဆေးတလုံးအင်ထိုးနောက်ခုနှစ်ရက်ကြာမှနောက်တလုံးထပ်ထိုးနောက်21ရက်ကနေ26ရက်တည်းမှာတလုံးထပ်ထိုးပြီးတော့နောက်တစ်နှစ်ကြာနဲ့9နှစ်ကြာမှထပ်ထိုးရပါသေးတယ်။ကာကွယ်ဆေးထိုးတဲ့သူအနေနဲ့ခွေးရခရပြီဆိုရင်အရေးပေါ်ထိရောက်တဲ့ကာကွယ်ဆေးထပ်ထိုးဖို့မလိုတော့ပါဘူး။ဒါပေမဲ့ကာကွယ်ဆေးနှစ်ကြိမ်ထပ်ထိုးဖို့တော့လိုအပ်ပါတယ်။ခွေးခရရတဲ့အခါမှာဆေးကုသဖို့အတွက်ကတော့ဆရာဝန်အနေနဲ့နိုင်ငံဝန်မူတည်ပြီးကုသဖို့အဆင့်သုံးဆင့်ခွဲခြားတာပါပဲ။ဒီအဆင့်သုံးဆင့်ပေါ်မူတည်ပြီးမှသာလိုအပ်တယ်လို့ဥတရရတာဖြစ်ပါတယ်။ အကယ်လို့အခုလိုကာကွယ်ဆေးထိုးရသည်ဖြစ်စေကာကွယ်ဆေးမထိုးရသည်ဖြစ်စေခွေးကိုက်မခံရအောင်နေထိုင်တဲ့နီလိုင်းတွေလည်းရှိပါတယ်အဲ့ဒါတွေကတော့၁ခွေးကိုသွားမစားပါနဲ့နှစ်ခြိရတဲ့ခွေးနီးကတ်သွားဖို့မကြိုးစားပါနဲ့သုံးခွေးရဲ့မျက်လုံးကိုတန်တန်းစူးစိုက်မကြည့်ပါနဲ့လေးခွေးသားဘောက်ကလေးတွေကိုသွားမစားပါနဲ့ခွေးမကြီးကကိုက်တက်လို့ပါပဲငါးခွေးနဲ့တွေ့ရင်နောက်လည်းမပြေးပါနဲ့၆ခွေးနီးနားမှာဖြတ်ပြေးတာတွေမလုပ်ပါနဲ့ခုနှစ်မိမိအနာခွေးကက်လာပြီဆိုရင်လက်နှစ်ဘက်ကို ဘေးချပြီးညင်နေပါ ရှစ်ခွေးလိုက်ကိုက်လို့မလွတ်တော့ရင်မျက်နှာကိုအဓိကကောက်ခွေးဖို့လိုအပ်ပါတယ်ကလေးတဲ့အသက်၅နှစ်ယောက်ဖိုးကပြောတော့လွယ်ကူသလိုပဲပေါ့နော်ဒါပေမဲ့မြမပြီမှာအသက်၅နှစ်ယောက်ကလေးပေါင်း၄900လောက်ကအလွယ်တကူကာကွယ်နိုင်တဲ့ယောဂလေးတွေအကြောင်းပဲနှစ်စဉ်အသက်ဆုံးရှုံးနေကြတာလေ data တွေကပြောမယ်ဆိုလို့ရှိရင်အသက်၅နှစ်ယောက်ကလေးတည်ဆုံမှုရဲ့29ရာခိုင်နှုန်းလောက်က ဝမ်ယောဂာနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂာတွေကြောင့်အဖြစ်များတာတွေ့ရပြီးတော့55ရာခိုင်နှုန်းလောက်ဆိုလို့ရှိရင်မွေးစားတလရွယ်အထင်းမှလည်းအသက်ဆုံးရှုံးတာကိုကျမတို့သွားတွေ့ရတယ်။ဒါကတော့အများသိပြီးသားအဆိုတော်တရုတ်ဆောင်ဒေါက်တာချစ်သူဝေဖြစ်ပါတယ်။ခုလောလောဆယ်တော့နီယောမျိုးကကုလသမဂ္ဂညီလာခံမှာမြန်မာနိုင်ငံကုစားပြုအနေနဲ့တက်ရောက်နေပါတယ်။သူဟာကျိလက်ဒေသကကလေးတွေစီကိုသွားပြီးလက်တန့်ရှင်ရေးပညာပေးလုပ်ငန်းတွေကိုလိုက်ပိုင်ဆက်ပံကုမ္ပဏီနဲ့ပေါင်းပြီးလှုပ်ဆောင်နေတာဖြစ်ပါတယ်။ကလေးတွေဆိုတာမြင်မှယုံကြတယ်ဘလို့ပြောပြောသူတို့နားလဲဝင်ချင်မှဝင်တယ်အဲ့ခါမှာတို့ကသူတို့တွေကို မြင်အောင်လုပ်ရတယ်။လက်မမမြင်ရယောဂပုံမတွေကိုမြင်ရအောင်ပေါင်တာလေးရဲ့ဖြူ UV light under မှာထိုးပြထိုးပြတဲ့အခါမှာသူတို့ယောဂပုံတွေမြင်တော့အယမ်းလာသွားတယ်။လက်သွားတဲ့အခါမှာသူတို့လည်းလိုက်လုပ်တယ်။သူတို့ပြုစုရတဲ့ကလေးတွေကိုကင်တွယ်ခံနေမှလည်းသူတို့ကိုယ်တိုင်လိုက်လုပ်တယ်။အဲ့တော့သူတို့ရဲ့ပတ်ဝန်းကျင်က neighbors တွေပေါ့နော်။အင်းနီးနားချင်းတွေလည်းသူတို့ပြုပြနိုင်တယ်။ နိုင်ငံမှာတကွေတန်ရှင်းမှုနဲ့ပတ်သက်လို့ကလိုအပ်ချက်တွေအများကြီးပဲကျမအပါဝင်လူသားရလက်စေးတဲ့တဲ့အချိန်တိုင်းမှာလက်ကိုတတိတရနဲ့စေးကြရမှာမဟုတ်ဒီလိုကလေးတွေကိုပညာပေးတယ်လို့နောက်ပိုင်းမှာလည်းတာဝဆီယမတွေကိုလည်းပညာပေးလို့ဆောင်တာတွေဆက်လုပ်ဖို့ရှိပါတယ်ဆိုတော့အမှုပညာရှင်ချစ်သူဝေရဲ့လက်စေးပညာပေးအစီအစဉ်ကဘယ်လောက်ထိအောင်မြင်မှုအလားအလာရှိသလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒေါက်တာချစ်သူဝေကအခုလိုပြောဆိုခဲ့ပါတယ်မားတယောက်တည်းအနေနဲ့က အာလူတို့တယောက်ဆိုတာထက်မီဒီယာတွေပါတော့ပိုကောင်းတာပေါ့နော်အဲ့ဒီမီဒီယာတွေအပြင်ထပ်ပြီးပြန်နေဆိုလို့ရှိရင်မမတို့နိုင်ငံရဲ့ကျောင်းဝိုင်း policy ရေချမှတ်နေတဲ့သူတွေပါပါဝင်လာတာကောင်းတာပေါ့အဲ့တော့ဘယ်လောက်ထိဘယ်လောက်ထိထိရောက်နိုင်မလဲဆိုရင်မမတို့ live wire နဲ့မမတို့နဲ့ပေါင်းပြီးတော့လုပ်နေတဲ့ project ကတော့ခုနကပြောထားတဲ့ data ပေါ့2020မှာ20 million people ဟာဒီကောင်းပေါ်နဲ့ဒီ hand washing with soap ဆိုတဲ့ and a uh, five uh, dd ငါးခါသာပြောတာပါအချိန်ငါးချိန်သာပြောတာပါလိုအပ်တဲ့အချိန်တိုင်းမှာဆေးရမယ်အစားအစာကင်ပွဲကန်ဒီတိုင်းအိမ်သာတက်ပြီးတိုင်းအဲ့လိုအရေးကြီးတဲ့အချိန်တွေမှာဆေးရမယ်ဆိုတော့ practice ကိုရဖို့အတွက်မမတို့ရဆောင်ရွက်သွားမှာပဲအဲ့တော့မမတို့20 million coverage ဖြစ်တာနဲ့ coverage အားလုံးဖြစ်သွားရလို့မဆိုလို့ဘူးအဲ့တော့ coverage အားလုံးဖြစ်ဖို့ဆိုတာမမတို့လိုလုံနေတဲ့သူတွေရောဒီလိုလုံနေတဲ့အကြောင်းအရာတွေကို public တွေကအော်ဒါလောက်ရမှာပါလားဆိုတာသိအောင်ခဏခဏပြောပြနိုင်မဲ့ media တွေရဲ့အင်အားတွေရော ပြီးတော့အာပြပအကူအညီတွေဝင်လာမဲ့ NGOs တွေရောအရက်ဘတ်ဖွဲ့စည်းတွေရော ပြီးတော့ဒီတိုင်းမီရဲ့အဲ health policy တွေချမှတ်နေကြတဲ့အာအာအာနာပိုင်ရဲ့ဖွဲ့စည်းတွေရောအာနာပိုင်ဖွဲ့စည်းတွေရောအားအားလုံးလိုပါတယ်အခုသူတက်ရောက်နေတဲ့ကုလသမဂ္ဂညီလာခံမှာလဲလက်စေးချင်းရဲ့ကျိုးကျေးဇူးနဲ့ပတ်သက်တဲ့အသိပညာပေးမြင့်တင်မှုအကြောင်းကိုအဓိကဆွေးနွေးတော့မှဖြစ်ပါတယ်ကယ်ဒီဘက်ရောကင်ဝေးကျမ်းမာရေးစီစဉ်ကိုဒီလောက်နဲ့ပဲရနာပြစီခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ lo si tu